ကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်ကစစ်ကောင်စီရဲ့မြောင်စမ်းအမြောက်တပ်အမတ်တ3လေးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်နေပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ညပိုင်းကတည်းကအမြောက်တပ်3လေးရဲ့နှစ်ထက်ဘန်ကာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်စီးနင်းထားနိုင်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။17ရက်နေ့ညကတည်းကစစ်ကားတွေအမြောက်တပ်ထဲအဝင်ထွက်ရှိတယ် စနေနေ့နဲ့ဒီနေ့မနက်မှာတိုက်ပွဲပိုပြင်းထန်လာပြီးတော့စစ်တပ်ဘက်ကအုပ်စုလိုက်ထွက်ပြေးလာတာရှိပါတယ်လို့စစ်ရေးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်စစ်ကောင်စီဟာဇွန်လ12ရက်မနက်6နာရီကစပြီးအမြောက်တပ်တွင်းကလက်နက်ကြီးနဲ့ဟာဝေဇာတွေကိုတွဲကားတွေနဲ့တင်ဆောင်ပြီးတော့ကျုံမျောခလာရ36ကို ပြောင်းရွှေ့ပို့ဆောင်ထားတယ်လို့ဒေသခံတွေစီကသိရပါရယ်အမြောက်တွေပါဝင်လက်နက်ကြီး9လက်ကိုပါကျုံမျောကိုပြောင်းရွှေ့ထားရတဲ့အပြင် အမြောက်တက်အတွင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခံရပြီးစခန်းပိတ်ဆို့ခံထားရတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ကျုံပြော်ဘက်ကိုကစင်ကလျာထွက်ပြေးရတယ်လို့လည်းသိရပါတယ်စစ်ကောင်စီဟာအမြောက်တက်၃လေးစီးနင်းတိုက်ခိုက်ခံနေရတဲ့အတွက်လက်နက်ကြီးတွေကိုတော်လိုင်းတပ်ဖွဲ့တွေသိမ်းယူမှဆိုပြီးကျုံပြော်ဘက်ကိုရွှေ့ဆိုင်းထားတာဖြစ်ပါတယ်မြန်မာနိုင်ငံကအခြေခံပညာကျောင်းတွေမှာစာမေးပွဲဖြေဆိုစရာမလိုတဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေပါဝင်ဟွာရဖြန့်ဘာသာရက်တွေကိုအသက်ရွယ်လိုက်တင်ကြားရမယ်လို့စစ်ကောင်းဆောင်ကပြင်းထန်ခီးစဉ်တွင် ပြောဆိုခဲ့ပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းကဇွန်လ17ရက်ကပြင်းထန်မြို့ခီးစဉ်မှာအမှတ်3အခြေခံပညာထက်တန်းကျောင်းကိုတွားရောက်ပြီးတော့အဲ့ဒီကိစ္စရက်တွေကိုထည့်သွင်းပြောဆိုခဲ့တာပါဖွဲ့စည်းပုံအခြေခံဥပဒေပြင်းမှုဆိုင်ရာဥပဒေအစရှိတဲ့ ចောင်းသားចောင်းသူအရွယ်တွေသိရှိနားလည်နိုင်တဲ့ဥပဒေတွေကိုတင် जा ပေးတာဖြစ်ပါတယ်ဥပဒေနဲ့ပတ်သက်ပြီးစာမေးပွဲဖြေဆိုရမှာမဟုတ်ဘူးလို့စစ်ကောင်းဆောင်ကဆိုပါတယ်ဒါအပြင်၎င်းတို့အနေနဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရှောင်လန်းနေတာကြောင့်ဒီမိုကရေစီစနစ်မှာဥပဒေကို သိရှိနားလည်ဖို့လိုအပ်ပြီးဌာနဆိုင်ရာကြီးကဲတွေကိုဥပဒေသင်တန်းတွေမဖြစ်မနေတက်ရောက်စေခဲ့တယ်လို့စစ်ကောင်းဆောင်ကဆက်ပြောပါတယ်မနစ်ကတော့ကအစ်မူရန်ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက် အခြေခံပညာကျောင်းတွေမှာအဲ့ဒီဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တော်လိုင်းအင်အားစုတွေကိုပုံဖြတ်ရေးသားထားတဲ့အကြမ်းဖက်ဥပဒေစတဲ့ဝါရဖြန့်ဘာသာရပ်တွေကိုတင်ကြားပေးဖို့စစ်ကောင်စီကစတင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် အာနာသိန်းစစ်ကောင်စီကအခြေခံပညာထက်တန်းအဆင့်ဆရာဆရာမတွေကိုရက်တိုသင်တန်းတွေတင်ကြားပေးခဲ့တယ်လို့ဗမာရေးရနဲ့ပြိပခလေးလာရေးအဖွဲ့ BACS ရဲ့အချက်အလက်တွေရသိရပါတယ်။ ဉာဏ်မရှိရုံမှန်ကျင်တိုင်းကလေးတွေကိုပါဆွဲထက်အသုံးချတာနိုင်ငံရေးကိုပုံမရိုက်ပြီးသင်မယ်တော်လိုင်းအတွက်ကြိုးစားနေတဲ့လူငယ်တွေကိုတပုံလို့မြင်အောင်လုပ်မယ်တကယ်ယုံညံ့တဲ့အကြံစီပဲလို့ CDN ကတိကဆီယာမတူက AR Times ကိုပြောပါရယ်လက်ရှိမှာအခြေခံပညာကျောင်းတွေမှာ KG+12 အဆင့်ကိုသင်ကြားပေးနေပြီး KG+11 နဲ့ KG+10 ចောင်းသားចောင်းသူတွေကိုဆက်လက်တင် जा ပေးသွားမယ်လို့စစ်ကောင်းဆောင်က ပြောဆိုတယ်လို့စစ်ကောင်စီထုတ်ပြန်ချက်ရသိရပါတယ်။ဒါအပြင် KG+12 တက်ရောက်နေတဲ့ចောင်းသားចောင်းသူတွေဟာအသက်16နှစ်နဲ့18နှစ်ရွယ်ပတ်ဝန်းကျင်တွေဖြစ်ကြပြီးတော့အသက်18နှစ်ပြည့်ပါကဆန္ဒမဲပေးရမှာဖြစ်ပြီးဥပဒေကိုသိရှိနားလည်နိုင်ရေးတင် जा ပေးခြင်းဖြစ်တယ်လို့လည်းဆိုထားပါတယ်။ စာတင်ချိန်မှာတွန်လိုင်းရေးပေါ်အမြင်ဆောင်ပြီးသူတို့စစ်တပ်ကောင်းချောင်ရိုက်သွင်းမှာကိုတော့လက်မခံနိုင်ဘူးပြီးတော့စစ်မှုရန်ဥပဒေနဲ့စစ်တင်နန်းနဲ့ဆွဲခေါ်သွားပြီးရှေ့တန်းပို့ခံရမှာလို့အထက်တန်းကျောင်းသားမိဘတူက ER Times ကိုပြောပါရယ်စစ်ကောင်းဆောင်ကတော့၎င်းတို့ဝါရဖြန့်ဘာသာရပ်တွေကိုသင်ကြားပေးမဲ့ဆရာဆရာမတွေကိုဥပဒေကိုနားလည်သိရှိအောင် Training Sort Trainers TOT သင်တန်းတွေပေးပြီးသင်ကြားစီခဲ့ခြင်းဖြစ်တယ်လို့ထုတ်ပြန်ပြောဆိုထားပါရယ် အီအိုရီတိုင်းငတိုင်းချောင်းမျိုးနယ်ကအမှတ်344အမြောက်တပ်ကနေစစ်ကောင်စီတပ်သားတွေနေ့စဉ်ထွက်ပြေးမှုတွေပုံမှုများပြားလာတယ်လို့တပ်သတင်းမြစ်တွေစီကသိရပါဗယ်။အဲ့ဒီတပ်အနီးကို မေလာကစတင်ပြီးတော့ရခိုင်တပ်တော် A နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းစစ်ကောင်စီတပ်သားတွေဟာစိတ်ဓာတ်ကျပြီးထွက်ပြေးကြတယ်လို့သိရပါဗယ်။ကန်ကင်းတွေကြောက်ကုန်တော့စစ်သားတွေလည်းတိုက်ချင်စိတ်မရှိတော့ဘူး။ ဇွန်လအစပိုင်းမှာတင်ထွက်ပြေးကြတာ20ကျော်လောက်ရှိတယ်လို့စစ်ကောင်စီနဲ့နီးစပ်သူတူက AR Times ကိုပြောပါရယ်လက်ရှိမှာအမြောက်တက်3လေးလေးအနီးကို ရခိုင်တပ်တော် A နဲ့တွန်လိုင်းပူပေါင်းတပ်တွေရောက်ရှိနေပြီးစခန်းသိမ်းမှုပြင်ဆင်နေတာကြောင့်လက်နက်ကြီးပြခတ်တံတွေငတိုင်းချောင်းမျိုးပေါ်ကနေကြားနေရတယ်လို့ဒေသခံတွေကပြောပါရယ်အဲ့ဒီအမြောက်တပ်မှာစစ်ကောင်စီတပ်သားတွေအင်အားနှေးပါလာပြီးခံစစ်အားနှေးနေပြီဖြစ်တာကြောင့် ဇွန်လ12ရက်နေ့ကလက်နက်ကြီးတွေကိုကျုံမျောခလိုက်ရ36ကို အရေးပေါ်ရွှေ့ပြောင်းခဲ့တယ်လို့လည်းသိရှိရပါတယ်။ထိုင်းနိုင်ငံကနေဆက်စစ်ဆေးဂိတ်တွေပေါ်ကန့်သက်ချက်တွေမယုတ်သိမ်းရင် ထိုင်းသွင်းကုန်တွေကိုရပ်ဆိုင်းမယ်လို့ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆမ်ကပြောပါတယ်။ပြီးခဲ့တဲ့လအတွင်းအငင်းပွားနေဆက်ဒေသက စီပရိပခဖြစ်ပွားပြီးတဲ့နောက်နေဆက်စစ်စီဂိတ်အချို့ဖွင့်လှစ်ခြင်းကိုဖြတ်တောက်တာမျိုးလိုအစီအမံတွေကို ထိုင်းနိုင်ငံကလှုပ်ဆောင်ခဲ့ပါတယ်။ထိုင်းနိုင်ငံကနေဆက်စစ်စီဂိတ်တွေကိုတစ်ဖက်သက်ပိတ်ပင်ခဲ့တယ်လို့ဟွန်ဆန်ကတောက်ကြနေမှာလူမှုကွန်ရက်မှာပြောကြားခဲ့ပါတယ်။ထိုင်းနိုင်ငံကနေဆက်စစ်စီဂိတ်တွေပြန်လည်ဖွင့်လှစ်ဖို့ညှင်းဆန်ရင်ကမ္ဘောဒီးယားကတံပြန်အစီအမံတွေလှုပ်ဆောင်မယ်လို့၎င်းကဆိုပါတယ်။ ကျူးကျော်တိုင်ခိုင်မှုဖြစ်လာနိုင်လို့လက်နက်ကင်တက်ဖွဲ့အားလုံးဟာ24နာရီအပြည့်နိုးကြားမှုရှိရမယ်လို့သူကဆက်ပြောပါတယ်။အချိန်ထဲမှာပဲထိုင်းနိုင်ငံပေါ်ရန်လိုမှုအပြုအမူတွေမလုံးကြဖို့လဲဟွန်ဆန်က ကမ္ဘောဒီးယားပြည်သူတွေကိုတောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းပြည်နယ်နဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်ကြားနယ်စပ်တရှောင်းနှစ်နိုင်ငံစစ်တပ်တွေပြစ်ခတ်မှုဖြစ်ပွားမှုကြောင့်ကမ္ဘောဒီးယားစစ်သားတအုပ်သေဆုံးခဲ့ပြီးနောက်အခုလိုကြေညာခဲ့တာပါတင်းမာမှုတွေလျှော့ချဖို့ရည်ရွယ်ကနှစ်နိုင်ငံစလုံးကစနေနေ့မှာ ဖနွန်ပင်မြို့တော်မှာအစည်းအဝေးတရက်ကျင်းပဖို့စီစဉ်နေပါတယ် အစ္စရေးကနျူကလ িয়ার နေမြေတွေနဲ့စစ်ဖက်အဆောင်တွေကိုပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ရာအကြီးရန်တက်မှုနှစ်ဦးနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေတေဆုံးခဲ့တဲ့အပေါ်အပြင်းထန်လက်တုံ့ပြန်မှုအီရန်နိုင်ငံကဂရုပြုခဲ့ရာမှာနျူကလ িয়ার အစီအစဉ်တွေကန့်သက်ဖို့အမေရိကန်နိုင်ငံရဲ့တောင်းဆိုချက်ကိုသဘောတူဖို့တမရဒေါ်နယ်ထရန့်ကတိုက်တွန်းလိုက်ပါတယ် အီရန်ပေါ်တိုက်ခိုက်ဖို့စီစဉ်ထားတာပုံမှန်ရက်ဆက်မှာဖြစ်လို့ဘာမှမဖြစ်ခင်သဘောတူညီချက်တည်းရပြုလုပ်ဖို့၎င်းကတောက်ကြနေမှာလူမှုကွန်ရက်မှာတတိပေးခဲ့ပါတယ်အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာအမေရိကန်နိုင်ငံကမပါဝင်ခဲ့ဘူးလို့နိုင်ငံရေးဝန်ကြီး မာကိုရူဘီရိုက ဆိုပြီးဒေတာရင်းရှိအမေရိကရဲ့အကျိုးစီးပွားတွေကိုပြစ်မှတ်မထားဖို့အီရန်ကိုတိုက်တွန်းခဲ့ပေမဲ့အမေရိကန်ဟာအကျိုးဆက်တွေအတွက်တာဝန်ရှိမယ်လို့အီရန်ကပြောပါတယ် အီရန်ကအစ္စရေးကိုအပြင်းထန်လက်တုံ့ပြန်မှုခရီးပြုခဲ့ပြီးအစ္စရေးပိုင်နက်ကိုပြစ်လွတ်တဲ့ drone တရာခန့်ကိုကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။နျူကလ িয়ার သိပ္ပံပညာရှင်မိုဟာမက်မာဒီနဲ့ဖာရီတွန်အဘာစီတို့ဟာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တယ်လို့အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။အစ္စရေးစစ်နေရင် အစင်းနေရာခန့်ဟာအီရန်ပေါ်ညပိုင်းချိန်လေကြောင်းတိုက်ခိုက်မှုမှာပါဝင်ခဲ့ပြီး အီရန်ရှိပြစ်မှတ်တရားကြောကိုထိမှန်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးချုပ် FE Defrin ကပြောပါရယ်အစ္စရေးကအီရန်ရဲ့နျူကလ িয়ার တန်းစင်မှုအစီအစဉ်အချက်ချနေရာကို တိုက်ခိုက်ခဲ့တယ်လို့ဝင်းကြီးချုပ်ဗင်ဂျမန်နေတန်ယာဟုကပြောပါရယ်အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်လူ88ဦးသေဆုံးခဲ့ပြီး320ကျော်ဒဏ်ရာရရှိခဲ့တယ်လို့အီရန်ရဲ့ Face News သတင်းဌာနကဖော်ပြခဲ့ပါရယ် ။အစ္စရေးကိုပြင်းပြင်းထန်ထန်အပြစ်ပေးမယ်လို့အီရန်ကောင်းဆောင်ကြီးအာရိုတူလာခါမေနီကသတိပေးခဲ့ပြီးအီရန်ကလက်တုံပြန်ဖို့တရားဝင် အခွင့်အရေးရှိတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါရယ်။အစ္စရေးကတိုက်ခိုက်မှုကြောင့်နောင်နာရလိမ့်မယ်လို့အီရန်သမ္မတမာဆုပီဇက်ကီယန်ကပြောပါရယ်။အမေရိကန်နဲ့အီရန်တာဝန်ရှိသူတွေဟာလာမယ့်တနင်္ဂနွေနေ့မှာပုံမှန်နိုင်ငံမှာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်တဲ့ ဆက်ထမအကြိမ်ဆွေးနွေးပွဲကိုတက်ရောက်မှာဖြစ်ပါတယ်